မင်္ဂလာပါခင်ဗျာ MMA Thinker YouTube Channel ရဲ့ MMA နဲ့အားကစားအကြောင်းအရာတည်င်းတုံးတဲ့ချက်များအစီအစဉ်ကနေပြန်နဲ့ကြိုးဆိုလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါရှင်ကဘာကြီးဆုံး MMA ကျွိုင်းလယ်မှာမြန်မာနိုင်ငံအတွက်တမိုင်းတရေးထိုးထားတဲ့ပွဲတစ်ပွဲကိုအတူတူပြန်ပြီးတော့ဆက်လုပ်ရှာရဖို့ဖိတ်ခေါ်ပါရခင်ဗျာဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့အဓိကထားဆွေးနွေးသွားမှာကတော့အားလုံးသိပြီးသားဖြစ်တဲ့မြန်မာပြည်ဖွားဖိုက်တာဂျိုရှူအာဘန်နဲ့ချန်ပီယံအလက်ဇန်ဒါဖန်တိုဂျာတို့ရဲ့ အားလုံးကိုမှင်းတက်သွားစေခဲ့တဲ့ UFC Flyweight Champion လူပွဲအကြောင်းပါပဲ။ဒီပွဲနဲ့ပတ်သက်ပြီးတော့ P Ring က Aksa Yushu Channel ဒီမှာတင်ဆက်ထားတဲ့ပွဲပြီး30ချက်ဒီဝေဖန်ချက်ကြီးကိုအခြေခံပြီးတော့ကျမတို့အသေးစိတ်ဆွေးနွေးထားကြမှာပါရှင်။ဟုတ်ပါတယ်။ရည်ရချက်ကတော့ဒီပွဲရဲ့ထင်မှတ်မထားတဲ့ရလတ်ပြီးတော့ဒီနိုင်ပွဲကဘလော့တောင်အရေးပါလဲ။အဲ့ဒီအပေါ်မှာအမီနီဘလော့ကွဲနေရလားဆိုတာကိုလေ့လာတော့ဖို့ပါပဲ။ဟုတ်ကဲ့ရှင်။ဒီဝင်းနဲ့လေ UFC 323ရဲ့ဒုတိယကောင်ပွဲ Co-main Event ပေါ့နော်။ ဒါပေမဲ့မြန်မာပြည်သက်တွေအတွက်တော့ခေါင်ဝေထက်တောင်ပို့ပြီးရင်ခွန်ခဲ့ရရဲ့ပွဲလို့ပြောရမှာပဲသိကြတော့ဗောအောင်လန်ဆန်ပြီးရင်ကဘာဆက်မှာမြန်မာအလံကိုဘဒူးလွင့်ထူမလဲဆိုတဲ့အဲ့ဒီမျိုးလင်းချက်တွေအားလုံးကဂျိုရှူအာဗန်ပေါ်မှာစုပုံနေခဲ့တာကိုဗျာဟုတ်တယ်ကဲပွဲချောင်းကိုစားပြရရင်လေတကယ်ကိုမယုံနိုင်စရာပဲပွဲစပြီးမကြဘူးမျက်စိတမိတ်တွေမှာအရာအလုံးကပြီးသွားလေဟုတ်တယ်စက္ကန့်30တောင်မရှိဘူးကျွန်တော်ကြောင့် TV ကြည့်နေနေဟမ်ဘာဖြစ်သွားတာလဲဆိုပြီးတော့လေအစနေပြန်ကြည့်လိုက်ရတယ် တကယ်ကိုမထင်မှတ်ချတဲ့အလဲအပြောင်းပဲဟုတ်တယ်ရှင်ရင်းမြစ်တင်မှာတော့တချို့က26စက္ကန့်တချို့က29စက္ကန့်လို့ပြောကြလဲဘလို့ပဲဖြစ်ဖြစ်တမင်းရဲ့တဝက်တောင်မကြလိုက်ဘူးဆိုတာကတော့တေချာတယ်အဲ့ဒီစက္ကန့်မိုင်လေးအတွင်းမှာဖြစ်ပြန့်ထွားတဲ့အသည့်ပြအစည်းစင်းကတစ်ကိုစီဝင်စားဖို့ကောင်းတယ်ရှင်ပွဲစားတယ်ဆိုရင်ပဲချန်ပီယံပန်တိုဂျာကသူ့ရဲ့နာမည်ပြောင်းအတိုင်းပဲ The Cannibal ဟုတ်နော်လူသားစားတယ်ကောင်ဟုတ်တယ်အဲ့ဒီပုံစံမျိုးနဲ့ဘီလူးဆိုင်တီဗီဝင်လာတာလုံးဝအသက်ရှူချေမပေးဘူးသူ့ရဲ့အတွေ့အကြုံသူ့ရဲ့ရမ်းလိုမှု aggression ကုံတုံးပြီးတော့ဂျိုရှုအဗန်ကိုကျုံဝိုင်းထောင်မှာပိတ်ပြီးဖိအားပေးတော့တာပဲမှန်ပါတယ်အစားပေါက်မှာဆိုဂျိုရှုအမန်တော့အတဲတန်ကားွယ်နေရတဲ့ပုံစံမျိုးဖြစ်သွားခဲ့တယ်အဲ့ဒီအချက်ကအရေးကြီးတယ်ဗျာပန်ဒိုဂျာကသူ့အတွေ့အကြုံကိုတုံးပြီးဂျိုရှုအကိုအမားလို့အောင်တမင်တကာဖိအားပေးနေတာဟုတ်ကဲ့အဲ့ဒီလိုဖိအားပေးနေရင်လည်းပန်ဒိုဂျာကသူ့ရဲ့အဓိကလက်နက်တစ်ခုဖြစ်တဲ့ခြေမြန်ကန်ချက် high kick ကိုတုံးလိုက်တယ်အဲ့ဒီမှာပဲဇလန်းကပြောင်းသွားတာပြောင်းသွားတာဟုတ်တယ်အဲ့ဒီကန်ချက်ကပဲပွဲရဲ့အဆုံးအဖြတ်ဖြစ်သွားခဲ့တယ် တကယ်ကိုအလဲပြောင်းမဲရှင်ဂျူရှွာဖန်လီအဲ့ဒီကန်လိုက်တဲ့ခြေထောက်ကိုလက်တပြက်ဖမ်းဆွဲလိုက်နိုင်လိုက်နေဒါကတော့တူယုံတန်ယုံတွန့်ပြက်လဲဆိုတာမဟုတ်ဘူးနော်မဟုတ်ဘူးလုံးဝပဲပြီးတော့ဖမ်းဆွဲယုံတင်မကဘူးချက်ချင်းပဲအားကိုတုံးပြီးပန်တို့ကြောက်ကိုတွင်းလက်ချလိုက်တာအဲ့ဒီမှာပန်တို့ကြောက်ရဲ့ဟန်ချက်ကလုံးဝပြတ်သွားပြီးတော့ဂျမ်းပြင်ကိုလက်ထောက်မိတဲ့ပုံစံကမားသွားတာပဲဟုတ်တယ်လက်ချောက်လိုက်တဲ့ပုံစံကလုံးဝကိုပုံမှန်မဟုတ်ဘူး သူ့ရဲ့ပေဘက်လမောင်းကလည်းခန္ဓာကိုအောက်ကိုလုံးဝခောက်ဝင်သွားတာအမြင်အပြည့်တော်တော့ဆိုးဆိုးရရတန်ရရသွားပြီဆိုတာသိတာတယ်ပြီးတာလေရှင်လမောင်းဆစ်လွဲသွားလာလား dislocation ပေါ့နော်ဒါမှမဟုတ်လက်ကျိုးသွားလာလားတော့အတိအကျမတိရပဲနဲ့ set hole ဘလုံးမမဖြစ်နိုင်တော့တဲ့တန်ရဆိုတာသိကြသွားတယ်အဲ့ဒီအချိန်မှာပတ်တို့ချကိုတိုင်းကနာကျင်မှုကြောင့်ဂျမ်းပြင်ပေါ်မှာလဲနေတဲ့ဂျိုရှုဝါဗန်လီယေကိုလက်ပြပြီးတော့ ဆက်မထိုးတော့ဘူးဆိုတဲ့အချက်ပြလိုက်တာတွေ့ရတယ်နော်ဟုတ်ကဲ့ဒါကြောင့်ဒိုင်လူကြီးကလည်းပွဲကိုချက်ချင်းပဲရက်လိုက်ရတာပေါ့ဗောဒါကို TKO via injury လို့ခေါ်တာပေါ့ဟုတ်ပါတယ်ရှင် technical knockout via injury ပေါ့ပြန်ဘက်ကတန်ရာကြောင့်ဆက်မထိုးနိုင်တော့လို့ပွဲကိုရက်ပြီးအနိုင်ပေးလိုက်တာမျိုးပေါ့ကဲဒီနိုင်ပွဲအပြီးမှာ social media ပေါ်မှာတော့ပြည်သက်တွေကြားထမ်းမှာပါအငင်းပွားစရာအဓိကမဲခွန်းကြီးတခုထွက်လာတယ်ဗျဟုတ်ကဲ့ ဒါကန်ကောင်းထားလားလားဒါမှမဟုတ်ထိုက်တန်းတဲ့နိုင်ပွေးလားဆိုတာလေရင်းပြီးတစ်ခုမှတုံးထားတဲ့စကားအတိုင်းပြောရရင်နော်ကန်ညာဝီရိယတုံးကမှဘဲဟာကအဓိကကြားခဲ့တယ်လေပေါ့ဒီမဲခွန်းကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ရှင်ကန်ကောင်းရှင်းဆိုတဲ့ရှူးထောင်ကအရင်ကြည့်ရအောင်လေဟုတ်ကဲ့ပါနိုဇာရဲ့တန်ရကပုံမှန်မဟုတ်တဲ့မတော်တဆမှု accident တစ်ခုဆိုတာတော့ငင်းလို့မရဘူးဒီလိုဖြစ်သွားမယ်လို့ဘယ်သူကမှထင်ထားမှာမဟုတ်ဘူးလေမှန်ပါတယ်ဒါကြောင့်အထူးသဖြင့်ကမ္ဘာပရိသတ်ကြီးအတွက်တော့ ချန်ပီယံနဲ့စင်ခေါ်တို့ရဲ့ရေချင်းအစ်စ်မှန်ကိုအပြစ်ဝမကြည့်လိုက်ရတဲ့အတွက်အားမလို့အမရဖြစ်ကြလေညံ့မျောကြလေပေါ့ဟုတ်တယ်ကျွန်တော်ကြည်နေရင်တောင်ဟာဖြစ်သွားတယ်ချန်ပီယံတယောက်ဒီလိုပုံစံနဲ့ခါပါဆုံရှုံသွားတာဘယ်သူမှမြင်ချင်မှာမဟုတ်ဘူးလေဟုတ်တယ်ရှင်တကယ်ဆိုအပြန်လန်လဲရအပြင်းနဲ့ထိုးကြပြီးမှအနိုင်အရှုံးပေါ်တာကိုပြိတက်ကပို့ပြီးတော့နှစ်သက်ကြတာပေါ့ဒါပေမဲ့အဲ့ဒီမှာဒါပေမဲ့ဆိုတာရှိနေတယ်အဲ့ဒီဒါပေမဲ့ကအရေးကြီးဆုံးပဲဒါဟာ ိုက်တန်းတဲ့နိုင်ပွဲဆိုတဲ့ဘက်ကအမြင်ပေါ့ဟုတ်ကဲ့တုံးသက်ချက်တွေမှာတုံးလုံးထားတဲ့စကားတခုကိုကျွန်မဖေးတဘောကြရဲ့ဒါဟာမတော်တဆမှုတက်တက်မဟုတ်ဘူးအသိခက်ဖြစ်စေခဲ့သောမတော်တဆမှု force accident ဖြစ်တဲ့ forced accident အာဒါကတကယ်အဓိကချက်ပဲကန်ဒီယာကသူ့ဘာသာသူရောက်လာလာမဟုတ်ဘူးဟုတ်တယ်ယိုရှူအာဗန်ကပန်တူဂျာကိုအမားလို့အောင်အတင်းအချက်ဖန်တီးလိုက်တာကန်တီယာကထောင်းချုပ်ဆင်လိုက်တာနေတူတူပဲမှန်ပါရဲ့ရှင် တူတာပန်တူဂျာရဲ့အမြင့်ကန်ချက်ကိုမဖမ်းနိုင်ခဲ့ရင်အဲ့ဒီခြေတော့ကိုအခွင့်အရေးတစ်ခုအဖြစ်မသုံးနိုင်ခဲ့ရင်တန်ပြန်ရည်နဲ့အာကုန်ထုံးပြီးမလဲချနိုင်ခဲ့ရင်ဒီလိုအခြေအနေဖြစ်လာစရာအကြောင်းမရှိဘူးလေလုံးဝမှန်ပါတယ်လောက်မှချော်လဲတာမျိုးမှမဟုတ်တာပဲနော်ပြိုင်ဖက်ရဲ့တိုက်ကွက်ကိုတွန့်ပြန်ရင်ဖြစ်လာတဲ့ဒဏ်ရာဖြစ်တဲ့အတွက်ရှိုးရှွာဗန်ရဲ့ဉာဏ်ပညာတုံပြန်နိုင်စွမ်းနဲ့ကြိုတင်ပြင်ဆင်မှုတွေကိုလုံးဝအတင်းမှပြရမှာပြီးတော့ UFC ရဲ့စီးမြင်နဲ့တမိုင်းကိုပြန်ကြည့်ဖို့လေလို့နေနော်ဟုတ်တယ် စီမီယံအရာ TKO via injury ဆိုတာတရားဝင်နိုင်ပွဲတမျိုးပဲဒါနဲ့ပတ်သက်ပြီးကုန်ကယ်စရာလုံးဝမရှိဘူးဒါကအားကစားရဲ့အစီဖန်တစ်ခုပဲရှင်ဟုတ်ပါတရင်းမြစ်တွေမှာဥမာပေးထားတာရှိတယ်လေ MMA ပရိသတ်တိုင်းတည်ကြတဲ့ Anderson Silva နဲ့ Chris Weidman တို့ရဲ့ဒုတိယပွဲဆိုရင်အထင်ရှားဆုံးပဲဟုတ်ဟုတ်တယ်အဲ့ပွဲကတော့ Silva ကခြေနဲ့ကန်လိုက်တာကို Weidman ကဒူးနဲ့တိုက်ပြီးကာလိုက်တော့ Silva ရဲ့ခြေတော်ကနပိုင်တုကျိုးသွားခဲ့တာ ဲ့ဒါလေ TKO via injury ပဲလေဟုတ်ပါတယ်နောက်ပိုင်းမှာကန်ဂျမာကအလဲပြောင်းဖြစ်ပြီး Chris Wanman ကိုတိုင်လဲအလားတူခြေတော့တန်ရပြန်ရခဲ့တည်တယ်အဲ့ဒါကြောင့်ဒီအားကစားရဲ့ကြိုတင်ခမန့်လို့မရတဲ့ရစ်ဆက်တဲ့သဘောတဘာဝကိုနားလည်ဖို့လိုတယ်ဟုတ်ကဲ့ဆိုတော့လေဒီနိုင်ပွဲမှာကန်တရားရဲ့ပံ့ပိုးမှုပါခဲ့တယ်ဆိုတာမှန်တယ်။ဒါပေမဲ့အဲ့ဒီကန်တရားဆိုတဲ့တကားကိုဂျိုရှွာဘန်ရဲ့ဉာဏ်ပညာနဲ့စူးစမ်းအားထုတ်မှုကသွားခောက်ခဲ့တာ။ဒါကြောင့် ကံညာဝီရိယ၃ခုလုံးပေါင်းစပ်ပြီးရလာတဲ့နိုင်ပွဲလို့ပြောရင်အမှန်ကန်ဆုံးထိမယ်ထင်တယ်ဗျာဟုတ်ကဲ့ပါရှင်ဒီကံနဲ့ညာအញ្ញံအခုံကဘယ်လိုပဲဖြစ်ဖြစ်ညင်းလို့မရတဲ့အချက်အသစ်တွေတော့ထွက်လာပြီအဲ့ဒါကတော့ဒီနိုင်ပွဲကရိုက်ချိုးသွားတဲ့တမိုင်းမတိုင်တွေပဲဟုတ်ပါတယ်ဒါတွေကတော့တကယ်ကိုဂုံယူစရာတွေကြီးပဲရမဇုန်ရဲ့ရေးကြီးဆုံးကတော့ဂျိုရှွာဗန်ဟာ UFC တမိုင်းတလျောက်ပရမဇုန်မြန်မာပြည်ဖွာချန်ပီယံထွက်လာခဲ့ပြီ ဒါကညမအားကစားလောကအတဲအကြီးမားဆုံးအောင်မြင်မှုတွေထဲကတစ်ခုပဲရှင်။အွန်လာအန်ဆန်ကဝိုင်းချန်ပီယံရှစ်မှာလမ်းဖွင့်ပေးခဲ့တယ်။အခုဂျိုးရှွာအဗန်ကကပတ်အကြီးဆုံးလို့သတ်မှတ်ခံထားတဲ့ UFC မှာအမြင့်ဆုံးနေရာကိုရောက်အောင်သွားနိုင်ခဲ့ပြီ။ညမလမ်းကိုကပတ်လဲမှာလွင့်ထူနိုင်ခဲ့တာပေါ့ဗျာ။ဟုတ်ပါတယ်။နောက်ထပ်မှတ်တိုက်တစ်ခုကပို့ပြီးတော့အန်အော့ဖ်ကောင်းသေးတယ်။သူဟာ UFC တမိုင်းရဲ့ဒုတိယမြောက်အသက်အငယ်ဆုံးချန်ပီယံဖြစ်လာခဲ့တယ်။အသက်24နှစ်နဲ့နော်။ဟုတ်တယ်။ သူအထက်မှာဆိုလို့ goat လို့တင်စားရတဲ့ John Jones တယောက်ပဲရှိရ John Jones ကအသက်23နှစ်နဲ့ချန်ပီယံထိခဲ့ပြီး Joshua Van ကအသက်24နှစ်နဲ့ချန်ပီယံဖြစ်လာတာဒီအသက်ရွယ်နဲ့ဒီလိုအဆင့်ရောက်တော့သူ့ရဲ့အနာဂတ်ကဘလောက်တောင်တောက်ပေါက်နေမလဲဆိုတာပြနေတာပဲဒါတည်းမကမ္လဗျာနောက်ထပ်တမိုင်းမတိုင်တခုရှိသေးတယ်မဟုတ်လားရှိသေးတယ်ရှင့်သူကပထမဆုံးပေါ်အာရှຫນွယ်ဖွာ အမျိုးသား UFC ချန်ပီယံဆိုတဲ့ဂုံဘိုးကိုလေရခဲ့တယ်အော် ဟုတ်တယ်အရင်ကအမျိုးသမီးချန်ပီယံနေအာရှကနေထွက်ခဲ့ဖို့ပဲမြဲအမျိုးသားချန်ပီယံကတော့သူကပထမဆုံးပဲဒါမြန်မာနိုင်ငံအတွက်ပြောမှာကပဲအာရှတိုက်ရဲ့ MMA လောကအတွက်ပါကြီးမားတဲ့အောင်ပွဲတစ်ခုပါတကယ်ကိုဂုံယူစရာဒီပါပဲဒီလိုတမိုင်းဝင်အောင်မြင်မှုတွေအပြင်ဂျိုရှုအဗန်ရဲ့ပွဲအတွင်းနဲ့ပွဲအပြီးကအပြုမှုတွေကလည်းတော်တော်လေးချီးကျူးစရာကောင်းခဲ့တယ်နော်ဟုတ်ကဲ့သုံးသချက်တွေမှာဒီအချက်ကိုအထူးတလည်ခေါ်ပြထားကြတယ် ပန်ဒိုဂျာဒဏ်ရာရပြီးလဲကျသွားတဲ့အချိန်မှလေသူဟာအချိန်ကြီးကိုတေးချမသိသေးပေမဲ့လေတခြားဖိုက်တာတွေလိုဝုန်းတိုင်းကျဲဝဲမထိုးခဲ့ဘူးဟုတ်တယ်အဲ့ဒီအပြုအမူကတော်တော်လေးကိုရင့်ကျက်တယ်သူကပြိုင်ပိုက်ရဲ့ပုံမမှန်တဲ့အချိန်ကြီးကိုကြည့်ပြီးခဏရဆောင်နေခဲ့တယ်ဒီအပြုအမူကိုပွဲကိုတိုက်ရိုက်သုံးသပ်နေတဲ့ UFC Champion ဟောင်းဒန်နီယယ်ကော်မီယာရောကတောင်းဒါတကယ်ကိုအကစားစိတ်တက်ပဲအရင်လေစားဖို့ကောင်းတယ်ဆိုပြီးတိုက်ရိုက်ထုတ်လုပ်မှုမှာချီးကျူးသွားခဲ့တယ်ရှင်ဟုတ်တယ် အသက်24နှစ်ရွယ်ချန်ပီယံလူပွဲပထမဆုံးအချိန်မှာဒီလိုစိတ်တည်ငြိမ်မှုနဲ့ပြိုင်ဘက်အပေါ်လေးစားမှု ပြနိုင်တာကတကယ်ကိုထူးခြားတယ်ဗျာဟုတ်ပါပဲပွဲအပြီးကမြင်ကွင်းကတော့တကယ်ကိုအမတ်ရပဲအဲ့ဒါကတော့တကယ်ကိုကြည်နူးစရာပဲ UFC ဥက္ကဋ္ဌဒေနာဝိုက်ကချန်ပီယံခါဘက်ကိုတုခါမှာပတ်ပိတ်လိုက်ပြီးတဲ့နောက်မှာလေသူကတခြားချန်ပီယံတွေလိုဂျိုးဝိုင်းတဲ့မှာအကြကြီးအောင်ဝဲခံမနေဘူးမနေဘူးချက်ချင်းပဲသူ့ရဲ့မိခင်နဲ့မိသားစုတွေရှိရာပြစ်တတ်တဲ့နယ်ကိုပြီးသွားပြီး ချန်ပီယံခါဘက်ကိုသူ့အမေရဲ့ပခုံးပေါ်လွှဲပေးလိုက်ကဟုတ်တယ်ကျုံးဝိုင်းပေါ်ကပြန်ဆင်းလာတော့သူ့ခါမှာခါဘက်တော့မရှိတော့ဘူးဒီအပြုတ်မှုကအရင်ကိုထိမိတယ်ရှင်တုံးတက်သူတွေကတော့ပြောကြတယ် UFC ပွဲကြီးယာနဲ့ချီကြည့်လာတာဒီလိုပုံစံမျိုးအောင်ပွဲခံတာကိုမြင်ရခဲတယ်တဲ့ဟုတ်ကဲ့ဒါသူ့ရဲ့မိသားစုအပေါ်ထားတဲ့လေးစားမှုတောင်ပူထားမှုနဲ့သူ့ရဲ့နေချတဲ့စီးတက်ကိုအထင်အရပြသွားတာပဲနော်ဟုတ်ကဲ့ကင်မရာသမားတွေတောင်သူ့နောက်ကိုအမိလိုက်ဖို့မနေကြိုးစားလိုက်ရတယ်လို့ဆိုတယ် ဒါကသူ့ရဲ့အောင်မြင်မှုကသူတောင်တဲကြောင့်မဟုတ်ပဲသူ့နောက်ကပံ့ပိုးပေးတဲ့မိသားစုကြောင့်ဆိုတာကိုအတိအမှတ်ပြုလိုက်တာပဲရှင်တကယ်ကိုလေးစားစရာပါပဲကဲချန်ပီယံအဖြစ်ဖြစ်လာပြီဆိုတော့ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာကစိတ်ဝင်စားစရာပဲဂျိုးရှွာဘန်ရဲ့ပထမဆုံးချန်ပီယံကာကွယ်ပွဲကဘယ်သူနဲ့ဖြစ်လာနိုင်မလဲဗျတောင်းတချက်တွေတဲ့ခံမှန်းချက်တွေရဆိုရင်တော့ပြည်နိုင်ခြင်းတစ်ခုကိုအဓိကထားပြီးပြောနေကြတယ်ရှင်။ဟုတ်ကဲ့ ထမတစ်ခုကတော့လက်တလောရှုံနေသွားတဲ့ချန်ပီယံဟောင်းအလက်ဆန်ဒါပန်ဒူချာနဲ့မကြေဝဲရီမက်ချက်ချင်းပြန်ထိုးရဖို့ပဲဒါကချန်ပီယံဟောင်းတယောက်ရဲ့အခွင့်အရေးရာဖြစ်တဲ့ပွဲစဉ်တစ်ခုပေါ့ဒါပေမဲ့ဒါပေမဲ့သူ့ရဲ့တန်ရအချင်းတွေကရှိနေတဲ့ရော်လားလမောင်းဆက်လွဲတာဆိုရင်ပြန်ကောင်းဖို့အချင်းတော်တော်ယူရနိုင်တယ်ဟုတ်ပါရဲ့ခွေးစိတ်မှုတွေဘာကြီးလောက်ရရင်ပို့တောင်ကြအောင်မှာအဲ့ဒါလေ ဆိုတော့ဖင်တိုချာရဲ့ဒဏ်ရာကဘလောက်မြင့်မြတ်တက်တာမလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်နေတဲ့ဒါကြောင့်ဒီမဲ့ခြေပွဲကဖြစ်လာမယ်ဆိုရင်တော့ချက်ချင်းတော့ဖြစ်လာဖို့မလွယ်တော့ဘူးအဲ့တော့ဒုတိယဖြစ်နိုင်ခြေကပိုပြီးရေပန်းစားလာတယ်ဒုတိယဖြစ်နိုင်ခြေကဘာများလဲခင်ဗျာအဲ့ဒါတော့ braided ဒီအများကြီးပိုပြီးစိတ်လုံရှားနေကြတဲ့ပွဲစဉ်တစ်ခုပဲနောက်ထပ်ထိတ်တန်းစင်ခေါ်ဒူဂျပန် fighter တက်ဆူရိုတိုင်ရာနဲ့ထိုးတက်ရမယ်ပွဲပေါ့အင်း ဒါကိုအားရှတာပြီးချန်ပီယံလူပွဲလိုတောင်နာမည်တက်နေကြပြီရှင်။အော်။တိုင်ရာကရှုံးပွဲလုံးဝမရှိသေးတဲ့ fighter တယောက်ဖြစ်ပြီးသူ့ရဲ့နောက်ဆုံးပွဲမှာလည်းထိတ်တန်း fighter တယောက်ကိုအကောင်းဆုံးကစားပြီးအနိုင်ယူထားတာ။ဟုတ်။ဂျပန်နဲ့မြန်မာအားရှတိတ်သားနှစ်ယောက်ရဲ့ချန်ပီယံလူပွဲဆိုတော့တကယ်ကိုစိတ်ဝင်စားစရာပဲ။ဇက်လိုင်းရလည်းအရင်ကောင်းတယ်။ဟုတ်တယ်ရှင်။အာရှ MMA ရဲ့အနာဂတ်ဘယံကဘသူဖြစ်မလဲဆိုတာကိုအစိုးဖြစ်ပေးမယ်ပွဲလို့ဖြစ်နေတာပေါ့ပြည်သက်တွေကတော့ဒီပွဲကိုပူပြီးမြင်ချင်ကြမှာတေးကြတယ် တီချတာဘို့စတိုင်အရလဲစိတ်ဝင်စားဖို့ကောင်းတယ်ဂျိုရှွာအဗန်ကစထရကင်းကောင်းတယ်တန်ညာက grappling နဲ့ submission မှာအားတာတယ်မတူနေတဲ့စတိုင်နှစ်ခုရဲ့အပြန်ပွဲဖြစ်လာမှာဆိုတော့ဟုတ်ကဲ့ဒါကတကယ်ကိုစောင့်ချရမယ်ပွဲစဉ်တစ်ခုပဲရှင်တောင်းပါပြီဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်ရရင်ဂျိုရှွာဗန်ရဲ့နိုင်ပွဲဟာ မျက်စိတမိတ်အတွင်းဖြစ်သွားလို့အားလုံးကိုအံ့အားသင့်စေခဲ့တဲ့ဟုတ်ကဲ့ကံကောင်းလို့ဆိုတဲ့အမြင်တွေနဲ့ထိုက်တန်လို့ဆိုတဲ့အမြင်တွေကြားမှာအငင်းပွားစရာတွေရှိခဲ့ပေမဲ့ဒါဟာ UFC စီးမြင့်အရာတော့အားကစားတမတယောက်ရဲ့ကြိုးစားမှုအရာပါတရားဝင်ပြီးတမိုင်းဝင်တဲ့နိုင်ပွဲတကွဲချစ်ခဲ့ပါတယ်ဟုတ်ပါတယ်သူ့ရဲ့ဉာဏ်ပညာနဲ့အားထုတ်မှုကြောင့်ဖန်တီးနိုင်ခဲ့တဲ့အခွင့်အရေးကိုကံတရားကနောက်ဆုံးမှာပံ့ပိုးပေးခဲ့တဲ့အောင်မြင်မှုလို့ဆိုရမှာပဲခင်ဗျ။ဟိုဘလို့ပုံစံနဲ့ရခဲ့တယ်လဲဆိုတာက သူ့ရဲ့တမိုင်းနဲ့အမွေအနှစ်အပေါ်မှာရေရှည်မှာတက်ရောက်မှု ရှိနိုင်မလားဒါမှမဟုတ်တမိုင်းဆိုလာကသူ့အနိုင်ရခဲ့တယ်ဆိုတဲ့အချက်ကိုပဲအဓိကထားပြီးမှတ်တမ်းတင်သွားမှာလားဆိုတဲ့မေးခွန်းပါပဲတကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပါပဲအချိန်ပေးပြီးအတူတကွာလစ်လာသုံးသက်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာကိုကြားမှာရှိကြပါစေခင်ဗျာ the debate ကနေကြိုဆိုပါရရှင်မင်္ဂလာပါ MM ချင်းကို YouTube channel ရဲ့ MMA နဲ့အားကစားအကြောင်းအရာတည်တင်းသုံးသက်ချက်များအစီအစဉ်ကနေလက်ပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ကျမတို့ဆွေးနွေးသုံးသက်ပွားမယ့်အကြောင်းအရာကတော့တကယ်ကိုအားကစားလောကကိုတုံးလုပ်စေခဲ့တဲ့ UFC Flyweight Dan ရဲ့တမိုင်းဝင် Champion လူပွဲတပွဲအကြောင်းပဲဖြစ်ပါရယ်မြန်မာနိုင်ငံကိုစားဖြူမြင့်သား Joshua Bank က Wayne Champion Alexander Pantoja ကိုပထမအချိန်မှာပဲ အဲစကံပိုင်းအကျွဲ့မှာပဲအနိုင်ယူပြီးတော့ချန်ပီယံခါဘက်ကိုစုခူးနိုင်ခဲ့တယ်။ဒါမဲ့လေပွဲပြီးသွားတဲ့ပုံစံကြောင့်ဒီနိုင်ဖွဲ့အပေါ်မှာအမြင်တွေသုံးသက်ချက်ကြီးအများကြီးကွဲပြားနေတာပေါ့နော်။ဟုတ်ပါတယ်။တော်တော်လေးပြောစရာတွေဖြစ်သွားခဲ့တယ်။အမှန်ပဲခါ။ဒါကြောင့်ဒီနေ့ရဲ့အဓိကမိကွန်းကတော့ဂျိုရှူအာဗန်ရဲ့နိုင်ပွဲဟာသူ့ရဲ့ထက်မြက်တဲ့နီးစနစ်ပိုင်းအာတာစီယူမှုနဲ့ဂျိုဒင်ပြင်ဆင်မှုကြောင့်ရရှိခဲ့တဲ့ထိုက်တန်တဲ့အောင်ပွဲလား။ ဒါမှမဟုတ်ပြိုင်ဘက်ရဲ့ကန်ဆုံမုံမောင်ကြတဲ့မတော်ရဆထိခိုက်တန်ရာရမှုကြောင့်ရလာတဲ့ကံကောင်းမှုတစ်ခုလားဆိုတာကိုပဲဖြစ်ပါတယ်။ကျမဘက်ကတော့ဒီနိုင်ပွဲဟာဂျိုရှူအာဗန်ရဲ့တွတ်ချက်ထားတဲ့တံပြန်တိုက်ခွက်ခင်းနဲ့ဖန်တီးယူခဲ့တဲ့ရလာဖြစ်တယ်လို့ရှုမြင်ပါတယ်။ကျွန်တော်ကတော့ဒီနိုင်ပွဲဟာစီမင်းရောက်လုံးဝမန်ကန်တဲ့ဆိုတာကိုလက်ခံရင်းနဲ့ပဲတိုက်ခိုက်ရွေးစွမ်းရည်တာလွန်မှုကိုပြသနိုင်ရလာထက်အမ်ကန်တရားရဲ့မျက်နာသာပေးမှုနဲ့ကြိုတင်ခတ်မှန်းလို့မရတဲ့မတော်ရဆွမ်းမှုတစ်ခုပေါ်မှာအဓိကမူတည်နေတယ်လို့သုံးသပ်ချင်ပါတယ်ဗျာ ။ Okay. အဲ့ဒါဆိုကျမရဲ့ယတိချက်ကိုရင်ရှင်းပြကြည့်ပါစီနော်။ဂျိုးရှူအာဘန်ရဲ့အောင်မြင်မှုကိုလေရိုးရိုးမတော်တဆမှုတစ်ခုလို့တာရှုမြင်လိုက်ရင်သူ့ရဲ့ပြင်ဆင်မှုနဲ့ကြွန့်ကျင်မှုကိုရှော့တွက်ရာကြတ်သွားပါလိမ့်မယ်။ဆိုတော့ဒါဟာတွက်ချက်ထားတဲ့တုံ့ပြန်မှုတစ်ခုနိဗ္ဗူဟမြောက်လှုပ်ဆောင်ချက်တစ်ခုရဲ့တည့်ရရလက်လို့ကျမကတော့မြင်တယ်။ပွဲမတန်တီကိုပြန်ကြည့်ရင်တွေ့နိုင်တာက ပွဲဆဆချင်းမှာပန်တူကြာဟာသူ့ရဲ့ထုံးစံတိုက်ပဲ။ အလွန်တိုက်စစ်ပြင်းပြင်းနဲ့ဖိအားပေးကစားခဲ့တယ်။တုံးတက်သူတွေပြောသလိုပဲဘီလူဆိုင်တီပီ ဝင်လုံးတာပေါ့။သူကဂျိုရှုအာဘန်ကိုအစောကြီးအလဲထိုးဖို့စိတ်ဓာတ်ပိုင်းဆိုင်ရာလွှမ်းမိုးဖို့ကြိုးစားခဲ့တာ။ဒါပေမဲ့ဂျိုရှုအာဘန်ကအဲ့ဒီဖိအားပေးမှုကိုကောင်းကောင်းထိန်ချုပ်ကာကွယ်နိုင်ခဲ့ပြီးတော့ပန်တိုချာရဲ့အမတ်အသားဖြစ်တဲ့အခြေခံချက်ကိုအခွင့်အရေးအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်။အဲ့ဒီခြေတော်ကိုလက်တပြတ်ဖန်ဆွဲပြီးတွန်းလန့်ချလိုက်တဲ့အခိုင်အတန့်ကအကြီးကပဲ။ဒီလောက်ရဟာကံကောင်းလို့ဖြစ်သွားတာမဟုတ်ဘူး။ အားဆိုင်ထုံမှုနဲ့တမင်တကာဖန်တီးခဲ့တဲ့ခြင်းနေတစ်ခုပါပွဲတုံးထက်ချက်တစ်ခုမှပြောထားသလိုပဲဂျိုရှုအဘန်ဘက်ကအားထုံမှုရှိတဲ့မတော်တဆမှုဖြစ်တဲ့အဲ့ဒီမတော်တဆမှုဖြစ်အောင်တူကိုယ်တိုင်ဖျားပေးနိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့သတိပြုရမယ်။ဒါကြောင့်ဒီရလာရတရားဝင်သတ်မှတ်ထားတဲ့ TKO injury ဆိုလိုတာကတန်ရကြောင့်တန်ကပွဲအရက်လိုက်ရတဲ့နိုင်ပွဲဖြစ်ပြီးသူ့ရဲ့ကျွမ်းကျင်တဲ့လှုပ်ဆောင်ချက်ကြောင့်ရရှိခဲ့တဲ့ထိုက်တန်တဲ့အောင်ပွဲလို့ကျွန်မခံခံမမယုံကြည်ပါရဲ့ရှင်။ဟုတ်ပါတယ် အဲ့ဒီရှူတောင်းကကြည်ရင်တော့အမှန်ပါလေဒါပေမဲ့ကျွန်တော်မြင်တာကတော့နည်းနည်းလေး क्वे ပြားနေခဲ့ခင်ဗျဒီနိုင်ပွဲဟာ UFC စီမီအရာတရားဝင်နေဆိုတာကိုတော့အပြူကလက်ခံပါတယ်ဒါပေမဲ့သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်တာလွန်မှုကြောင့်လို့ပြောရင်တော့နည်းနည်းပိုသွားမလားလို့အဓိကအချက်ကပွဲကြချိန်မှာပွဲက second 30တောင်မပြည့်ဘူးလေတရားဝင်မှတ်တမ်းတွေအရာဆို96စက္ကန့်ပဲကြာခဲ့တာဒီလောက်တိုးတာတဲ့အချိန်အတွင်းမှာဘဒုကပိုတော်တဲ့ fighter လဲ ဘဒုရဲ့ game အစီအစဉ်ကပိုခေါင်းလဲဆိုတာကိုဘလုံးမအဆုံးဖြတ်ပေးလို့မရသေးဘူးပေါ့ပွဲကိုအဆုံးတက်စေခဲ့တဲ့တကယ့်အကြောင်းရင်းကပန်တို့ကြားလဲချသွားတဲ့အချိန်မှာအဲလမောင်းရိုးစစ်လွဲသွားတာ dislocate ဖြစ်သွားတာပါဒါကကြိုးရင်မမြင်နိုင်တဲ့ထင်းချုံလို့မရတဲ့မတော်တဆမှုတော့ဟုတ်ပဲဖြစ်ပါပဲဟုတ်တယ်ဂျိုရှုအားဟာဘန်ကသူ့ကိုလဲချလိုက်တာမှမြင်မဲ့ပန်တို့ကြားရဲ့လမောင်းကျိုးသွားအောင်အစစ်လွဲသွားအောင်တမင်တေကလုခဲ့တာမှမဟုတ်တာပဲဒါကတကယ်ကိုဖြစ်တောင်းဖြစ်ခဲ့မတော်တဆမှုတော့ဟုတ်ပါဂျိုရှုအားဘန်ကိုတိုင်းကောင်းဒီလိုပုံစံမျိုးနဲ့ အနိုင်ရချင်မှမဟုတ်ဘူးလို့သုံးသက်သူတွေကဆိုကြတယ်။ဘာလို့လဲဆိုတော့ချန်ပီယံတယောက်အနေနဲ့ပြိုင်ဘက်ကိုအပြတ်အသတ်အနိုင်ယူပြချင်းချလာတဘာဝပဲလေ။ဒါဟာကြွီးတလက်ကြက်တခုံဆိုသလိုကန်တရားရဲ့အလဲပြောင်းတစ်ခုပါပဲ။ပန်ဒိုဂျာအတွက်ကန်ဆိုးမှုဖြစ်ခဲ့လို့ဂျိုရှွာဗင်နာတို့ကကန်ကောင်မှုပဲဖြစ်ခဲ့တာလို့ပဲကျွန်တော်ကတော့မြင်ပါတယ်။အဲ့ဒီရဲ့ချက်ကစိမ့်ဝင်စားဟုတ်ကောင်းတယ်။ဒါပေမဲ့လေဒီညမှာထဲစင်စားမှာက အဲ့ဒီမတော်တဆမှုကိုဘသူကစတင်ခဲ့လဲဆိုတာပါပဲဂျိုရှူအာဘဗန်ရဲ့လှုပ်ဆောင်ချက်ဟာဒိုင်းယာရချင်းရဲ့တိုက်ရိုက်အကြောင်းရင်းဖြစ်တယ်ဆိုတာကိုကျွန်မထပ်ပြောချင်တယ်ပြိုင်ဘက်ရဲ့ခြေကံချက်ကိုဖန်ပြီးခြေခြေလက်ချတာဟာ MMA ရဲ့အခြေခံအကြဆုံးနဲ့အထီရောက်ဆုံးကြွန့်ကျင်မှုတွေထဲကတစ်ခုပါဒါပေမဲ့သူ့တုံတော့တဲ့နီးစနစ်ကတာမန်လဲချတာထပ်ပေါ်တယ်လို့မြင်တယ်။ဒါဟာ leg grieving လို့ခေါ်တဲ့ဟိုခြေတော့ကိုလိမ်ပြီးလဲချတဲ့နီးစနစ်မျိုးနဲ့စင်တူရဲ့ ပြိုင်ဘက်ကိုဟန်ကြပြဝပြက်ပြီးထိမနိုင်သိမရလဲကြတော့တမင်တကာဖန်တီးတဲ့လဲလိုမျိုးပေါ့ဒီလိုလဲလိုမျိုးရဲ့သဘောတရားကပြိုင်ဘက်ကိုထိမ့်ချို့လို့မရတဲ့အခြေအနေနဲ့လဲကြစရာဖြစ်တဲ့အတွက်ဒဏ်ရာရနိုင်ခြေကတာမန်လဲလုံးနဲ့ထအမိုင်းပို့တယ်ဒါကိုမတော်တဆမှုဖြစ်အောင်ဖိအားဖိနိုင်ခဲ့တယ်လို့သုံးသပ်ကြတာပါဆိုတော့သူကအခြေအနေတစ်ခုကိုဖန်တီးခဲ့တယ်အဲ့ဒီအချိန်ရဲ့နောက်ဆက်တွဲကပန်တိုချန်ရဲ့ဒဏ်ရာဖြစ်သွားတာပါ။တာကိုကံကောင်းမှုသက်သက်လို့ရောပြောလို့မရတော့ဘူးထင်နေ။ อืมအဲ့ဒီရှင်ဖျားချက်ကိုကျွန်တော်သဘောကျပါတယ်နိစနစ်ပိုင်းဆိုင်ရာရှူထောင်ကနေကြည့်တာကောင်းပါတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်သဘောမတူတဲ့ချက်ရှိနေတယ်လဲချတာကကျွမ်းကျင်မှုဖြစ်တယ်ဆိုတော့ကျွန်တော်မငြင်းပါဘူးဒါပေမဲ့ဗျာပွဲပြီးစေလောက်တဲ့လမောင်းအစ်စ်လွဲတဲ့ဒဏ်ရာရတော့တာကတော့ကြိုတင်မှန်းဆလို့မရတဲ့တကယ်ကိုဖြစ်တော့ဖြစ်ခဲမတော်တဆမှုထူတာဖြစ်ပါတယ်အဲ့ဒီလိုလဲချလိုက်တိုင်းသာလက်ကျိုးအစ်စ်လွဲကုန်မယ်ဆိုရင် MMA လောကမှာ fighter တွေဆက်ထိုးနိုင်ကြမှာမဟုတ်ဘူးလေ ဒီဖြစ်ကို Enerin Silver ကို Chris White Man ကချေကန်ချက်ကိုကာရင် Silver ခြေတော့ကျိုးတော်တဲ့ပွဲနဲ့နိုင်ရင်ကြတယ်ကျွန်တော်မြင်ပါလားအဲ့ဒီနိုင်ရင်မှုကမတိကြဘူး Silver ကိစ္စမှာ White Man ရဲ့ဒူးနဲ့ Silver ရဲ့ခြေစလုံးတိုက်တိုက်ထိတွေ့မှုဆိုတဲ့အဲရူပဘေဒနေရာမှာအရာဖြစ်တင်ဖြစ်တတ်တဲ့ရလက်တခုပါကန်တဲ့အားနဲ့ကားတဲ့နေရာမှန်သွားရင်ကျိုးနိုင်တယ်ဆိုတော့တွက်လို့ရတယ်ဒီကိစ္စမှာကြတော့လဲကျတဲ့ပုံစံအနေထားကျမ်းပြင်းနဲ့ထိတဲ့ထောင်းအကြီးအရာအလုံးကစကန်ပိုင်းရဲ့အတည်းမှာဖြစ်သွားတဲ့ကန်တရားရဲ့တက်ရောက်မှုတွေပါ ယိမိထမောဘဲကံညံဝိရိယဆိုတဲ့စကားလုံးလို့သုံးထားသလိုကံကြမ္မာကိုယ်တွေကဂျိုရှုအာဘန်ကိုချန်ပီယံဖြစ်ဖို့ပံ့ပိုးပေးသွားပါတယ်လို့တော့သုံးထပ်ထားတယ်လीဒါအဘန်ရဲ့လက်ကျွာအောက်လုံးနယ်တဲ့ကျွမ်းကျင်မှုကြောင့်မဟုတ်ပဲပန်တိုဂျာရဲ့ကံဆိုးမှုကြောင့်ဖြစ်သွားတဲ့ရားလက်လိုပဲမြင်ရပါတယ်အဲ့တော့ဒီနိုင်ပွဲကိုထိုက်တန်တဲ့အောင်ပွဲဟုံးမှုဆိုရဲ့အချက်ကိုဆက်ဆွေးနွေးကြည့်အောင်ကျမမြင်မှာတော့နိုင်ပွဲကနိုင်ပွဲပါပဲဘလို့ပုံစံနဲ့ပတ်နိုင်နိုင်ဂျိုရှုအာဘန်ဟာစီမင်းပေါင်အတွင်းကနေချန်ပီယံဖြစ်လာခဲ့တာပါ သူဟာ UFC တမိုင်းမှာဒုတိယအသံတွေဆုံးချန်ပီယံပြီးတော့မြန်မာနိုင်ငံအတွက်ပထမဆုံးချန်ပီယံဖြစ်တာကြောင့်ဒါငင်းဘွားဟွဲရမရှိတဲ့တမိုင်းဝင်အောင်မြင်မှုပါနောက်ပြီးတတိပြုဆရာတစ်ချက်ကပန်တိုးကြတန်းရရသွားတာကိုမြင်တဲ့အချိန်မှာသူဟာအခွင့်ရေးယူပြီးထပ်မံမတိုက်ခိုက်ခဲ့ဘူးအရင်မိတီမှာဖော်ပြထားသလိုဝင်ပြီးတော့မထိုးခဲ့ဘူးအဲ့တော့သူအားကစားစိတ်သက်ကိုပွဲ30တူရောချီကျူးထည့်ကြတယ်။ဒါဟာဂုံတယ်ဆရာနိုင်ပွဲတစ်ခုမဟုတ်ဘူးဆိုတော့ကိုပြနေတာပဲ။ချန်ပီယံတယောက်ရဲ့အမှတ်ထားကခါဘက်ပဲလေ။အဲ့ဒီခါဘက်ကိုသူစီမင်းနဲ့အညီရခဲ့တယ်။ ဒါဆိုရင်ဒါကထိုက်တန်တဲ့အောင်ပဲပဲပေါ့ဟုတ်ဒါမဲ့စီမင်းရာသူ့ချန်ပီယံဖြစ်တာကိုဘယ်သူမှမေးဟုံးမထုတ်ပါဘူးဒါပေမဲ့အားကစားမှာထိုက်တန်ခြင်းဆိုတာစီမင်းဆောင်တဲ့မှာပဲရှိတာမဟုတ်လေပရိတ်တန်တဲ့ခန်းစားချက်အားကစားရဲ့ရတာပြီးတော့ချန်ပီယံတယောက်ရဲ့ဂုဏ်သိက္ခာဆိုတာလည်းရှိသေးတယ်သုံးသက်သူတူပြောသလိုပါပဲပွဲကောင်းတဲ့ပွဲကိုတော့ကျွန်တော်တို့ရတာရှိရှိမကြည့်ရတော့ဘူးပန်တို့ကြဆိုတော့ flyweight တိုင်းရဲ့အကောင်းဆုံး fighter တွေထဲကတယောက်ပါ သူ့ရဲ့ချန်ပီယံကားဘက်ကိုအချင်းချင်းကာကွယ်ထောင်းနိုင်ခဲ့တဲ့သူပါပရိသတ်တွေကဒီလိုချန်ပီယံနေော်ရဲ့အစွမ်းကစားအပြိုင်ဆိုင်ကိုအချီပေါင်းများစွာကြည့်ကျင်ကြတာပေါ့ဗျာအခုလိုတိုးတောင်းပြီးမတိုးတဆမှုနဲ့အဆုံးသတ်သွားတဲ့ပွဲဟာမကျေနပ်မှုတွေမေကွန်ထူးမှုတွေနဲ့ဟိုမကျေဝဲပြန်ထိုးဖို့တောင်းဆိုမှုတွေကိုချက်ချင်းဖြစ်ပေါ်စေတယ်အရင်မြစ်တခုမှမကျေဝဲဖြစ်လာအောင်မထင်တဲ့လူတော့တုံးသက်ထားတယ်ဒါကဘာကိုပြရလဲဆိုတော့ပရိသတ်နဲ့အာကစားလောကကဒီရလောက်ကိုအပိသက်ဖြစ်တခုနေနဲ့လက်မခံဘူးဆိုတာပဲ ထိုက်တန်တဲ့နိုင်ပွဲဆိုတာပြိုင်ပွဲရဲ့ဆွဲကုံထူးတူမီရှင်ပြိုင်ပြီးမှဘယ်သူကပိုကောင်းတဲ့ဖိုင်တာလဲဆိုတဲ့မေကုံးကိုဖြေနိုင်ရမှာဖြစ်တဲ့လို့ကျွန်တော်ထင်ပါတယ်။အဲ့ဒီအချက်ကိုတော့ကျွန်မတစိတ်တပိုင်းသဘောတူပါတယ်။ပရိသတ်တွေအတွက်တော့အာမလို့အာမရဖြစ်တယ်မှာမမယ်။ဒါပေမဲ့အာကစားသမားတယောက်ရဲ့ရှူတော့ငါနေကြည့်တော့ဒါဟာအခွင့်အရေးကိုမီးရဖန်ဆောင်နိုင်ခြင်းပဲ။ဒီနေရာမှာပန်တိုဂျာရဲ့တိုက်စစ်ပုံစံကိုပြန်ကြည့်ဖို့အလိုလာပြီးဒါကသူ့ရဲ့အာသာချက်ဖြစ်တယ်လို့ဒီပွဲမှာတော့သူ့ရဲ့အားနည်းချက်ဖြစ်သွားခဲ့တယ် ဗန်တိုဂျာရဲ့တရက်ဆက်ဖျားပေးကစားပုံနဲ့သူ့ရဲ့အမိုက်သားဖြစ်တဲ့ဟိုင်းခစ်တေကိုလူတိုင်းတည်တယ်။ဂျိုးရှွာပိုင်းရဲ့အခွဲအားဒါကိုဂျူတင်လစ်လာပြင်ဆင်ထားမှသိချတယ်။အဲ့ဒီဂျူတင်ခံမဲနိုင်တဲ့တိုက်ကွက်ကိုအချိန်ကြိုက်တံပြန်နိုင်ခဲ့တာဟာသူ့ရဲ့ဂျူတင်ပြင်ဆင်မှုနဲ့ကြွမ်းကျင်မှုကိုသက်သေပြနေတာပါပဲ။သုံးတဲ့ချက်တစ်ခုမှပန်တိုဂျာရဲ့အမားတစ်ခုလို့တော့ပြောလို့ရတယ်။သူဟာအလွန်ကြွန်တိုက်စစ်ဆင်ခဲ့တဲ့အမားတစ်ခုကိုကျူးလွန်ခဲ့ပြီးဂျိုးရှွာပန်ကအဲ့ဒီအပေါ်မှာအပြည့်အဝအခွင့်ကောင်းယူနိုင်ခဲ့တာပါ။ MMA ဆိုတာအမားတစ်ခုရပွဲပွဲလုံးကိုပြောင်းပြန့်လာနိုင်တဲ့အားကစားမျိုးလေပန်တူဂျာကအမားလုခဲ့တယ်ပုံစံသူ့ရဲ့အမတ်တပဲအဲ့ဒီပုံစံနဲ့က तू ချန်ပီယံဖြစ်လာခဲ့တာပွဲအစမှာ तू ကဂျိုရှုအပန်ကိုဖိအားပေးပြီးဆန်းတက်နေခဲ့တာပါ ပွဲကဖွန့်စနေတုန်းနေရောင်လုံးရဲ့ game season တွေကဘာမှမသိရသေးခင်မှာပဲမျောလင်းပဲအဆုံးတက်သွားခဲ့တာပါ ပွဲဆဆချင်းမှာပန်တူဂျာရဲ့ဖိအားဖိမှုကြောင့် ဂျိုရှုဝါဘန်နောက်ဆုံးနေခဲ့ရတဲ့အခြေအနေတွေလည်းရှိခဲ့တယ်ဆိုတော့ကိုအရင်အမြင့်တင်မှာဖော်ပြထားတယ်လေဂျိုရှုဝါပြန်ပြီးပြန်ပြီးတော့ retreat လုပ်နေရတာတွေလည်းရှိတယ်တဲ့အဲ့ဒီချိန်မှာပန်တိုဂျာကအသာစီရနေတယ်လို့တောင်ပြောလို့ရတယ်ဒါကြောင့်ပွဲရဲ့ရလက်ကိုအစိုးပိုင်းတက်ကွက်တစ်ခုတွေနဲ့အဆုံးဖြတ်ပြီးပန်တိုဂျာအမနုလို့ရှုံးတာလို့ကောက်ချက်ချလိုက်လို့မရပါဘူးအဲ့ဒီခြေခံချက်တော့လွဲချော်သွားခဲ့ရင်ဒါမှမဟုတ်ဘန်ကဖမ်းမမိခဲ့ရင် ဒါမှမဟုတ်လဲချရအောင်မင်မဲ့ဒံရိုင်မရခဲ့ရင် ပွဲကဘလို့ဆက်ဖြစ်မလဲဆိုတာဘယ်သူမှမပြောနိုင်ဘူး။ဒါကြောင့်မို့လို့ဒီရလတ်ဟာပန်တိုကြတဲ့အမားထက်ကန်ဆိုးမှုလို့ပြောတာက OB တိကြမှန်ကန်ပါလဲမယ်။ကောင်းပါပြီ။ ဒါဆိုရင်ကျမရဲ့ရက်တိချက်ကိုညီကုန်းချုပ်ပါစေ။ပွဲထင်းပုံက UTSNP အာအတင်းဆရာဖြစ်ခဲ့ပေမဲ့ဂျူရှူရာဘိုင်ရဲ့နိုင်ဝဲဟာကန်ဒီယာတက်တက်ကြောင့်မဟုတ်ပါဘူး။ဒါဟာပြန်ပတ်ကျေဂျူတင်ခတ်မန်းနိုင်တဲ့တိုက်စစ်ပြင်းပြမှုကိုအခွင့်ကောင်းယူပြီးကျွမ်းကျင်စွာတုံ့ပြန်နိုင်ခဲ့တဲ့အဲနီပြူဟာမြောက်လို့ရက်ကြောင့်ရရှိခဲ့တဲ့ထိုက်တန်တဲ့အောင်ပွဲဖြစ်ပါတယ်။ ်သူဟာအခွင့်အရေးကိုလက်မလွတ်တမ်းအာယူပြီးမြန်မာနိုင်ငံအတွက်တမိုင်းတည်ရေးချိုးနိုင်ခဲ့တဲ့ချန်ပီယံတဦးဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုဟာပြင်ဆင်မှုကျွမ်းကျင်မှုနဲ့အခွင့်အရေးတို့ပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့ရလဒ်တစ်ခုအဖြစ်ကျွန်မမြင်ပါတယ်ရှင်။ကျွန်တော်ဘက်ကချင်းကျုပ်ရရင်တော့စီးမြင်ရတော့တရားဝင်တဲ့နိုင်ွယ်ဖြစ်တယ်ဆိုတာကိုကျွန်တော်လက်ခံပါတယ်။ဒါပေမဲ့ဒီနိုင်ွယ်ဇာလန်ကိုပုံဖော်ခဲ့တာကတော့ကျွမ်းကျင်မှုနဲ့ကံတရားနဲ့မတော်တဆမှုကပို့ပြီးအဓိကကျခဲ့တယ်လို့ပဲဆိုချင်ပါတယ်ဗျာ ပွဲချာချင်းတူတောင်းမှုကြောင့်ဘုဇုကပူကောင်းတဲ့ဖိုက်တာလဲဆိုတဲ့မေကွန်ဟာမေကွန်ထိပဲချမ်းရည်ခဲ့ပြီးအာကစားလောကမှာကန်တရားရဲ့အဆုံးဖြစ်ပေးနိုင်စွမ်းကိုမိမောင်းထိုးပြလို့ဖိတ်ခဲ့ပါတယ်။ဒါဂျူရှွာဘိုင်းအောင်မြင်မှုကိုရှော့တတာမဟုတ်ပဲဖြစ်ရမှန်ကိုဓမ္မာတိထန့်ချက်ကြောင့်သုံးသက်တာဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်ဒီရလတ်ဟာတမိုင်းဝင်ဖြစ်ရတဲ့ခုဆိုတာကိုတော့ကျွန်တော်တို့နှုတ်ဆလုံးကသဘောတူကြမှာပါနော်။ဂျူရှွာဘန်ဟာဆမ်ပီယံတစ်ဖြစ်လာခဲ့ပါပြီ။ကျွမ်းကျင်မှုနဲ့ကန်တရားကြားကဒီညင်းကုံမှုဟာ နောက်ထပ်ဖြစ်လာနိုင်တဲ့မကြေပွဲမှတအဖြစ်ထွက်လာနိုင်ပြီးတော့အဲဒီလိုထူးခြားရဲ့ဖြစ်ရကအာကစားလောကကိုဘယ်လိုပြောင်းလဲစေနိုင်လဲဆိုတာကိုဒီအချက်အလက်တွေကနေဆက်လက်လေ့လာစီရများစွာပြထားပါတယ်လို့ပဲပြောအမှာပေါ့ဟုတ်ပါတယ်ဗျာအနာဂတ်မှာသူတို့နှစ်ယောက်ရဲ့မကြေပွဲကိုမြင်တွေ့ရမလားဒါမှမဟုတ်ဂျိုးရှုအာဗန်က တခြားစင်ခေါ်တို့တွေနဲ့ခါဘက်ကိုကာကွယ်ရမလားဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲဒီနေ့ရဲ့ဆွေးနွေးမှုကဒီဖြစ်ပျက်ကိုရှုထောက်မြို့မြို့ကနေ မြင်နိုင်ဟုအထောက်ကူပြုမလို့မျှော်လင့်ပါတယ်။ကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာကိုကြမ်းမာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့တော်ပေးလိုက်ပါရခင်ဗျာ။